နံပါတ်၅ပုဂ္ဂိုလ်တူကံတခုအထုခြင်းအချင်းခါမှာပုဂ္ဂိုလ်တူကအာလောဘဘာမှညှို့လင်းချက်မရှိဘူးတွေ့တတ်တတ်မှုမရှိဘူးတက်ရှိတတ်မဲ့ကာမဝိတ္တအဆုစုံပေါ်မှာတွေ့တတ်တတ်တဲ့အစိတ်ထားမရှိဘူးဒါပြည့်နဲ့ဒေါသမောဟဒေါသနဲ့မောဟတရားတွေကတော့တိတ်အားကောင်းနေဒီချက်နဲ့ပတ်သက်ပြီးတော့ဒကာကြီးတူဘုန်းကြီးအရှင်တော်တဲ့နေရှင်ခါတော့ကဆုံးလာလူဘူးပါ တပည့်တော်ကဘာမှမျှော်လင့်ချက်မထားဘူးလို့ဒီလိုကောင်းတဲ့အကျင့်ကိုကျင့်နေတဲ့ပုဂ္ဂိုလ်တွေကိုတို့လှူဒန်းတဲ့နဲ့ဆိုတဲ့ရည်ရွယ်ချက်ကလေးတစ်ခုပဲရှိတယ်ဘာမှစဉ်းကြံမထားဘူးတို့ကဘုန်းကြီးတိုင်းလည်းရှိမခိုးဘူးဒီလိုဆိုတော့သူ့မှာဒေါသတတ်တည်းများမနေဘူးလားများဘာမှလည်းအကျိုးပေးလိမ့်မယ်လို့တို့ကယုံကြည်ချက်မရှိဘူးမောဟတက်လည်းမများဘူးလားများဒါပေမဲ့လှူပွဲဥတုပစ္စည်းစုအပေါ်မှာတွေ့တက်တတ်မဲ့တဲ့စိတ်ထားကရှိလားမရှိဘူးဘာဖြစ်လို့မရှိလဲလို့မေးတော့သူကနောက်တဲ့ဘောတက်ကိုရှိတယ်ဆိုတော့သူကသိလက်မခံဘူး လက်မခံတဲ့အတွက်နောက်ထပ်ကိုဒီတက်ရှိတဲ့မဲ့ကာမဟုတ်သူအစုစုတွေကိုရလို့ဘာကြောင့်ဆိုတဲ့တွေ့တတ်မှမလောဘလည်းသူ့မှာမရှိဘူးဒါကြောင့်အလောဘကအကောင်းတယ်ဒေါသကလည်းအကောင်းတယ်မောဟကလည်းအကောင်းတယ်အဲ့ဒီလိုအကောင်းနေတဲ့အတွက်ကျန်နေတဲ့ဓာတ်သုံးမျိုးကအာပြော့တယ်အာပြော့တော့ဘာဖြစ်လဲသူကတက်ရှိတဲ့မဲ့ကာမဟုတ်သူအစုစုပေါ်မှာတွေ့တတ်မဲ့တဲ့စိတ်ထားလုံးလုံးမရှိဘဲနဲ့ဒါနတခုသို့မဟုတ်ကာမကုသိုလ်တခုပြုခဲ့တယ်ပြုခဲ့လိုက်တဲ့အတွက် ဒီကံကအကျိုးပေးပြီဆိုလို့ရှိရင်ဘလောက်ပဲအစဉ်တန်းမြင့်နေတဲ့အာယုံတွေပဲဖြစ်ပလိမ့်စေနတ်မှာဖြစ်နေတဲ့နတ်အာယုံကာမဂုံပဲဖြစ်ခြင်းလည်းဖြစ်ပါစေအဲဒီလိုအာယုံတွေနဲ့တွေ့တော့လေစိတ်ထဲမှာနည်းနည်းမှတုံ့လုံမှုမရှိဘူးဘာဖြစ်လို့လဲအတိတ်ကကံကိုပြည့်စုံပြည့်ထောင်ခြင်းအချင်းခါတုန်းကသူကအာလောကတွေ့တဲ့တက်မဲ့တဲ့စိတ်ထားတွေလုံးလုံးမရှိခဲ့ဘူးဒါကြောင့်တွေ့တာစရာအာယုံအမျိုးမျိုးနဲ့တွေ့ဆုံရရင်လည်းတွေ့တာမှုသူ့မှာမရှိဘူးဒီတော့ကွက်လက်ထဲပြင်းမဝင်မှုဆိုရင်တော့ဘာလို့ရလဲ ခုလိုကံတွေကိုထူအောင်စဉ်အချင်းခါမှာတွေ့တတ်တတ်မဲ့တဲ့လောဘတရားမရှိပဲမတွေ့တတ်မတတ်မဲ့တဲ့အလောဘတရားတွေပြန်ထမ်းပြီးတော့ကံတခုပြည့်စုံပြည့်ထောင်ဖို့မလိုဘူးလားလိုအပ်နေတယ်တွေ့တတ်တတ်မဲ့ထမ်းနဲ့မတွေ့တတ်မတတ်မဲ့ထမ်းဘယ်ရင်ကောင်းလဲမတွေ့တတ်မတတ်မဲ့ထမ်းကောင်းနေလို့တော့ပြောကြတာပဲဒါပြင်းနဲ့ကောင်းတော့ကောင်းတယ်မလိုက်နိုင်ဟုတ်ကလားဘာဖြစ်လို့လဲအဲ့ဒါပဲအချင်းကကံကိုထူထောင်စဉ်အချင်းခါတော့ကမိမိကအလောဘမချမ်းရံပဲနဲ့ လောဘတွေခြံရံပြီးတော့ဒီကံကိုပြည့်စုံပြည့်ထောင်ခဲ့လို့ဒီအမိကိုတွေ့တာတဲ့ဒီအဖေကိုတွေ့တာတဲ့ဒီသားကိုတွေ့တာတဲ့ဒီသမီးကိုတွေ့တာတဲ့စသည်ဖြင့်လက်ရှိတမဲ့ကာမဝတ္ထုအဆုစုတွေကိုတွေ့တဲ့တက်မဲ့တဲ့စိတ်နဲ့ဒီကံဒီကိုပြည့်စုံပြည့်ထောင်ခဲ့တဲ့အတွက်ဒီကွက်လက်ထက်ကယုံထွက်လို့မရတာဖြစ်တယ်ဒါပေမဲ့လို့သူကအလောဘအကောင်းမြင်မဲ့လို့တစ်ဖက်ကကံကိုထူထောင်ခြင်းအချိန်ခါမှာဒေါသတွေမောဟတွေကအကောင်းဉာဏ်နဲ့အတွက်ဘာဖြစ်လဲ ဒေါသကြီးတဲ့ပုဂ္ဂိုလ်လည်းဖြစ်တယ်ဉာဏ်ပညာထုံအိုင်းတဲ့ပုဂ္ဂိုလ်လည်းဖြစ်တယ်ထုံအတဲ့ပုဂ္ဂိုလ်နော်ဘာဖြစ်လို့လဲသူ့ကိုတချို့ပုဂ္ဂိုလ်တွေတွားကြည့်ဘာပဲပြောပြောဘယ်လိုပဲဆုံဆုံးမဆုံဆုံးမနားလည်တဲ့စိတ်ဓာတ်ရှိလားမရှိဘူးဘာဖြစ်လို့လဲတန်ကိုထူထောင်ခဲ့ခြင်းအခါကဉာဏ်ပညာမပါခဲ့ဘူးဒါကြောင့်သိကြောက်ဖို့မကောင်းဘူးနော်ကောင်းတယ်နော်